မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီကနေ့နေ့လယ်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းလိုင်းသားရမြို့နယ်ကအင်ဂျင်ချမ်းသာဗုဒ္ဓရုပ်ပွားတော်ကြီးနဲ့အင်ဂျင်300ကျော်ကိုအကျန်းဖက်စစ်တပ်နဲ့ရဲတွေကကျူးကျော်လို့ပြောပြီးရုတ်တရက်ဝင်ရောက်ဖြိုချဖျက်ဆီးသွားသလိုဗုဒ္ဓရုပ်ပွားတော်ကြီးကိုမဖြိုဖို့တန်ဃာတော်တွေကတားဆီးခဲ့ကြပြီပဲစစ်တပ်ကရုပ်ပွားတော်ရဲ့ဥကောင်းတော်ကစပြီးဘူဒိုဇာနဲ့ဖြိုချဖျက်ဆီးလိုက်တယ်ဆိုပါတယ် ရုရှားနဲ့ဘယ်လာရုစ်နိုင်ငံက IL-76 ကုန်တင်လေယာဉ်တွေနဲ့နေပြီးတော့အီလာလီဒက်ထဲကိုတိုက်ရိုက်ဆင်းသက်ပြီးစစ်ဘက်ဆိုင်ရာပစ္စည်းတွေအဆက်မပြတ်ပို့ဆောင်နေတယ်လို့နေပြီးတော့အီလာလီဒက်သတင်းကြီးမြစ်ကပြောထားတဲ့သတင်းပါဝင်ဒီနေ့နေ့လေကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရန်ကုန်တိုင်းလိုင်သာယာမြို့နယ်ကအင်ဂျင်ချမ်းသာဗုဒ္ဓရုပ်ပွားတော်ကြီးနဲ့အင်ဂျင်300ကျော်ကိုအကြမ်းဖက်စစ်တပ်နဲ့ရဲတွေကကျူးကျော်လို့ပြောပြီးရုတ်တရက်ဝင်ရောက်ဖြိုချဖျက်ဆီးလိုက်တယ်လို့ ဗုဒ္ဓရုပ်ဘွားတော်ကြီးကိုမဖြိုဖို့တန်ဃာတော်တွေကတားဆီးခဲ့ကြပေမဲ့စစ်တကရုပ်ဘွားတော်ရဲ့ဥကောင်းတော်ကစပြီးဘူဒိုဇာနဲ့ဖြိုချဖျက်ဆီးလိုက်တယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်မေလ24ရက်နေ့ဖြစ်တယ်မနေ့ကပဲလိုင်တန်မြို့နယ်အနောက်ပိုင်းအပြင်ပဒံရက်ကွက်ကျွန်းကြီးချေရွာကနေအိမ်အလုံး300ကျော်ကိုကျူးကျော်လို့ပြောပြီးအကြမ်းဖက်စစ်တပ်ရဲစီပင်နဲ့အုပ်ချုပ်ရေးမှုထုံးနိုင်ဦးအပါဝင်အပေါင်းပါလူမိုက်တွေကပါရုတ်တရက်ဘူဒိုဇာတွေနဲ့အင်အားသုံးဖျက်ဆီးသွားတဲ့အတွက် ြည်သူတွေဟာအဝတ်တထည်ကိုတစ်ခုနဲ့စင်ပြေကြရတယ်ဆိုပါလေဒါအပြင်ကျွန်းကြီးကျေးရွာမှာတည်ထားတဲ့ညံတော်24ပေထိုင်တော်မူအင်းငင်းချမ်းသာဖရာကြီးကိုပါအကြက်ဖက်စစ်တပ်နဲ့ရဲတွေကဘူဒိုဇာနဲ့ဖြိုချလိုက်ပြီးဖရာကြီးကိုမဖျက်ဆီးဖို့တန်ဃာတော်တွေကတားဆီးခဲ့ကြပြီမဲ့စစ်တပ်ကရုပ်ပွားတော်ရဲ့ဥကောင်းတော်ကစပြီးဘူဒိုဇာနဲ့ဖြိုချဖျက်ဆီးလိုက်တယ်လို့ဒေသခံပြည်သူတွေကပြောထားပါလိမ့်ခင်ဗျတစ်ဖက်မှာတော့ ရုရှားနဲ့ဘယ်လာရုစ်နိုင်ငံက IL-76 ကုန်တင်လေယာဉ်တွေနဲ့နေပြည်တော်အီလာလီဒက်ထဲကိုတိုက်ရိုက်ဆင်းသက်ပြီးစစ်ဘက်ဆိုင်ရာပစ္စည်းတွေအဆက်မပြတ်ပို့ဆောင်နေတယ်လို့နေပြည်တော်အီလာလီဒက်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။မေလ24ရက်နေ့ဖြစ်တဲ့မနေ့ကည7:00နာရီမိနစ်90လောက်မှာပဲရုရှားနိုင်ငံကစစ်ဘက်ဆိုင်ရာပစ္စည်းတွေတင်လာတဲ့ IL-76 ကုန်တင်လေယာဉ်တစ်စီးဟာနေပြည်တော်အီလာလီဒက်ထဲကိုတိုက်ရိုက်ဆင်းသက်သွားတယ်ဆိုပါတယ်။အဲဒီလေယာဉ်ဟာ ၃ရက်၄ရက်လောက်အထိနေပြီးတော့အေလာလီဒက်ထဲမှာရန်နာထားပြီးမှပြန်လဲထွက်ခေါ်မှာဖြစ်တယ်လို့လဲနေပြီးတော့အေလာလီဒက်တရင်ရှင်မိကပြောထားပါတယ်အလားတူမေလ24ရက်နေ့ဖြစ်တယ်မနေ့ကမွန်တဲပိုင်းမှာလဲဘယ်လာရုစ်နိုင်ငံကရုရှားကုန်တင်လေရင်ဟာနေပြီးတော့အေလာလီဒက်ထဲကိုတိုက်ရိုက်ဆင်းသက်ခဲ့ပြီဒီကနေ့မေလ25ရက်နေ့မနေ့ပိုင်းမှာပဲပြန်ထွက်သွားတဲ့အပြင်မေလ21ရက်နေ့ကလည်းရုရှားကုန်တင်လေရင်ဒစီဟာစစ်ပဆိုင်ရာပစ္စည်းတွေနေပြီးတော့ကိုလာရောက်ပို့ဆောင်ပြီးပြန်ထွက်သွားသေးတယ်လို့ နေပြီးတော့အေလာလီဒတ်သတင်းရေးမြစ်ကပြောထားပါတယ်အကြံဖက်စစ်ကောင်စီကရုရှားနိုင်ငံနဲ့ဆက်ဆံရေးတိုးမြင်ပြီးတဲ့နောက်အထူးသဖြင့်စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကိုလျှို့ဝှက်လှုပ်ဆောင်တာတွေအလွန်များပြားလာနေတယ်လို့လဲနေပြီးတော့စစ်ဘက်သတင်းရေးမြစ်ကပြောထားပါသေးတယ်ခင်ဗျဒီတခါစကိုင်းတိုင်းပတ်မှာတော့ ကောလင်းမြို့နယ်ဘက်ကိုရှေ့ပြေးကင်းထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးတပ်တွေကပြစ်ခတ်တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သားတဦးသေသွားပြန်တဲ့အပြင်လက်နက်တလက်ကိုပါတင်းစီရရှိလိုက်ပြန်တယ်လို့ကောလင်းခိုင်တရင်နှစ်စီကနေသိရပါတယ်။မေလ22ရက်နေ့ကပဲကောလင်းမြို့အနောက်ဘက်တမိုင်ကျော်အနီးကိုရှေ့ပြေးကင်းအနေနဲ့ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးတပ်တွေကပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။အဲဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သားတဦးသေသွားတဲ့အပြင် သူစီကတနက်တလက်ကိုပါသိန်းစီရရှိလိုက်ပြန်တယ်လို့ကောလင်းခိုင်တရင်နှစ်စီကနေသိရပါတယ်ခင်ဗျတဖက်မှာတော့ရခိုင်ပြည်နယ်အခြေအနေနဲ့ပတ်သက်ပြီးတော်လိုင်းအင်အားစုတချို့အပါဝင်ရက်ဖက်အဖွဲ195ခုရဲ့ထုတ်ပြန်ချက်မှာမှားယွင်းမှုတွေပကတိအခြေအနေနဲ့ကွဲလွဲမှုတွေပါဝင်နေတဲ့အတွက်အပြင်းအထန်ကန့်ကွက်တယ်လို့အရခတ်တော်အေးအေးကသတင်းထုတ်ပြန်လိုက်ပါတယ်မေလ22ရက်နေ့ကဒေါ်လာရေးအင်အားစုတချို့နဲ့အရက်ဖက်အဖွဲ့စုစုပေါင်း195ခုက ရခိုင်ပြည်နယ်နဲ့ပတ်သက်တဲ့ထုတ်ပြန်ချက်ထဲမှာအာရခတတော် AA ကရိုဟင်ဂျာလူမျိုးတွေကိုဖမ်းဆီးတာတွေတပ်ဖြတ်တာတွေမလုပ်ဘူးလို့ထုတ်ပြန်ထားတာတော့ AA ရဲ့တရားချုပ်ကကျူးလွန်တဲ့ဆိုပြီးဆဆွဲမှုတွေရှိနေတဲ့အတွက်အဲ့ဒီအမှုတွေကိုစုံစမ်းပေးဖို့တောင်းဆိုပါတယ်ဆိုပြီးထုတ်ပြန်ခဲ့ပါတယ်ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးမှားယွင်းမှုတွေမြေပြင်ပကတိအခြေအနေနဲ့ကွဲလွဲမှုတွေမဟုတ်မမှန်တဲ့ဒင်းတွေအခြေမြင့်မရှိတဲ့ဆဆွဲချက်တွေနဲ့အာရခတတော် AA ကိုနိုင်ငံတကာကအထင်မြင့်လွှဲအောင်ပြုတ်လုပ်တဲ့အဘုံနှုံတွေပါပါနေတဲ့အတွက် အဲ့ဒီထုတ်ပြန်ချက်ကိုအရခတ်တတော်အေးအေးကအပြင်းအထန်ကန့်ကွက်ပြီးအဲ့ဒီကြေညာချက်ထုတ်တဲ့အဖွဲ့တွေတဲကတချို့အဖွဲ့တွေဆိုသူတို့ရဲ့သဘောထားဆန္ဒမပပဲအဲ့ဒီထုတ်ပြန်ချက်ထဲမှာပါဝင်လိုက်ရဒါတွေပါရှိနေတယ်လို့အရခတ်တတော်အေးအေးကထုတ်ပြန်ထားပါတယ်ခင်ဗျတစ်ဖက်မှာတော့မြန်မာနိုင်ငံရေးအကျက်တဲကိုဖြည့်ရှင်းနိုင်ဖို့အတွက်ထိုင်းနိုင်ငံကမယမနာကြိုးပမ်းလှုပ်ဆောင်နေတယ်ဆိုပြီးထိုင်းဝန်ကြီးချုပ်ဆွေဒတော်ဗစ်စင်ကပြောဆိုလိုက်ပါတယ်ထိုင်းနိုင်ငံဟာမြန်မာနိုင်ငံကတိုင်းရင်းသားလက်နက်ကင်တွေနဲ့စစ်ကောင်စီတို့အကြား တိုက်ပွဲတွေပြင်းထန်နေတဲ့မြန်မာနိုင်ငံရေးအကျပ်တဲကိုအဆုံးသတ်ဖို့မဆုံးမနစ်စ조사လှုပ်ဆောင်နေတယ်လို့ထိုင်းဝန်ကြီးချုပ်ကမေလ24ရက်နေ့ဂျပန်နိုင်ငံတိုကျိုမြို့မှာပြုလုပ်တဲ့ forum မှာပြောသွားတာပါဒါအပြင်ထိုင်းနိုင်ငံအနေနဲ့အာဆီယံဥက္ကဋ္ဌလာအိုနိုင်ငံအပါအဝင်အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ပါမြန်မာရေးအဖြစ်ရှာနိုင်မှုအတွက်လက်တွဲဆောင်ရွက်နေပြီမြန်မာနိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်စေချင်တယ်လို့လည်းထိုင်းဝန်ကြီးချုပ်ကပြောသွားပါသေးတယ်ခင်ဗျ ်ဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်သစ်ကနေဒီကနေ့နေ့လေဂင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ